မင်္ဂလာပါ။ကောင်းကြီးမင်္ဂလာရှိတော်နေသည်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါရယ်။ဒါဝရပြာတန်တော်ပါမှခန္ဓာစိတ်ဝိညာဉ်မဆာခြင်းအမျိုးမျိုးကိုခံစားရပါမည်အကြောင်းလေးဆုတောင်းပေးပါရယ်။ဒီမနက်မှာကျေးဇူးတော်အပြင်ကျွန်တော်နဲ့အတူနှုတ်ခွန်းတော်ဆင်ခြင်ဖို့ဘုရားသခင်ပြည့်စုံပေးတဲ့အတွက်စာလံချမ်းကန်းကြီး28အပိုင်ငယ်9ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါရယ်။သူတို့ဒီဒါဝရပြာဤအမှုတော်ကို၎င်းလက်တော်နှင့်ပြုပြင်တော်မူရာကို၎င်း မမှတ်ကြသောကြောင့်တိဆောက်တော်မမှု ဖြိုးဖျက်တော်မူမည်ဒီနှုတ်ကပတ်တော်ကို ကြည့်တဲ့အခါမှာတိဆောက်ခြင်းနဲ့ဖြိုးဖျက်ခြင်းဆိုတာတွေ့ရပါတယ်ဒါနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ကြည့်တဲ့အခါမှာသခင်ယေရှုခရစ်တော်ကလည်းပညာရှိသောသူနဲ့မိုက်သောသူအကြောင်းကိုပြောတဲ့အခါမှာကြောက်ပေါ်မှာအိမ်ဆောက်တဲ့သူဟာပညာရှိတဲပေါ်မှာအိမ်ဆောက်တဲ့သူဟာလူမိုက် မိုးရွာပြီးရေစီးပြီးလေလာတဲ့အခါမှာတဲပေါ်မှာဆောက်တဲ့အိမ်ကတော့ပြိုမယ် ကြောက်ပေါ်မှာစောက်တဲ့အိမ်ကတော့ခိုင်ခတ်မယ်လို့ပြောပါတယ်ခရစ်တော်တည်ဟူသောကြောက်ပေါ်မှာတီဆောက်တဲ့အသက်တာကတော့တီတက်မယ်ဆိုတဲ့သဘောပဲဖြစ်ပါတယ်ဒီမှာလဲကြည့်တဲ့အခါမှာသာဝရဘုရားရဲ့အမှုတော်နဲ့လက်တော်နဲ့ပြုသောအရာဆိုတာဘာလဲဆိုတာကိုစဉ်းစားတဲ့အခါမှာဘုရားသခင်ရဲ့အမှုတော်ထဲမှာအကြီးမြတ်ဆုံးအမှုတော်ကလူတွေကိုကယ်တင်ခြင်းရစေဖို့တမန်တရားကိုတည်စေဖို့ပဲဖြစ်ပါတယ် ရှေးကဘာမတီမရှိမီကလေးကလူသားတွေအတွက်ဘုရားသခင် ပြင်ဆင်တော်မူသော အမှုတော်လုပ်ငန်းကြီးရှိပါတယ်။အဲ့ဒါကတော့အပြစ်လောက်ကြမဲ့လူသားတွေကိုပြန်လဲကယ်တင်မဲ့သားတော်ယေရှုခရစ်တော်ကိုဆေးလွတ်ခြင်းအမှုတော်လောကတိုင်းမှာအသက်ဆွန့်စေပြီးမှ ရှင်ပြန်ထမြောက်စေပြီးယုံကြည်သမျှသောသူတွေကို သူ့ရဲ့သားဖြစ်ရတဲ့အခွင့်ကိုပေးမဲ့အမှုတော်ဖြစ်ပါတယ်။ဒီအမှုတော်ကို ကျွန်တော်တို့အာယုံဆိုင်ဖို့လိုပါတယ်။ ဒီအမှုတော်ကို ကျွန်တော်တို့ပါဝင်ဖို့လိုပါတယ်ကိုတော်ပြုသောအမှုထဲမှာကျွန်တော်တို့ပါဝင်နေသမျှကိုရဲ့အမှုတော်ထဲမှာ ကျွန်တော်တို့ဆက်ကပ်နေသမျှပျက်စီးခြင်းမရှိဘူးဆိုတာကိုသိဖို့လိုပါတယ်ဘာအကြောင်းအရာနဲ့ကျွန်တော်ဆက်ဆက်စဉ်းစားမိလဲဆိုတော့လူကမိမိတန်ဖိုးထားတဲ့အရာကိုကွဲကာတတ်တယ်လို့ပါပဲကိုတန်ဖိုးမထားတဲ့အနှစ်မရှိတဲ့အရာတွေကို ဖြည့်ဆည်းပြစ်တတ်တယ်လို့ပါပဲဘုရားသခင်က သူတံပိုးထားမျက်နိုးတဲ့အမှုတော်ဒီအမှုတော်ကိုကျွန်တော်တို့ကပါဝင်တယ်ဒီအမှုတော်ထဲမှာ ရှိနေတယ်ဆိုရင်တိဆောက်ချင်းရှိပြီးတော့ဘုရားသခင်အကွယ်ကာထဲမှာရှိနေမှာဖြစ်ပါတယ်မဟုတ်ဘဲနဲ့လောကထဲမှာရှိနေမယ်ဘုရားသခင်ပြုသောအမှုတွေထဲမှာမပါဝင်ဘူးဘုရားရဲ့လက်တော်ပြုပြင်ခြင်းတွေထဲမှာကျွန်တော်တို့အရေးမထားဘူးဆိုရင်တော့ကျွန်တော်တို့ဟာပျက်စီးတတ်သော အရာထဲမှာပါသွားမှာဖြစ်ပါတယ်ဒါကြောင့်မလို့ တိဆောက်ခြင်းနဲ့ဖြိုဖျက်ခြင်းလို့ပြောတဲ့အခါမှာကျွန်တော်ကိုယ်တိုင်တိဆောက်ခြင်းရှိစေဖို့ပညာရှိကဲသို့မပြိုလဲတဲ့အိမ်ကိုစောက်ဖို့ဆိုရင်ခရစ်တော်နဲ့တွားမှဖြစ်မယ်အမှုတော်မှာပါဝင်မှဖြစ်မယ်အမှုတော်လမ်းကြောင်းထဲမှာရှိနေမှဖြစ်ပါလိမ့်မယ်ဒါမှဖခင်ရဲ့တန်ဖိုးထားခြင်းနဲ့အတူအကွက်ကားကိုရမယ်မဟုတ်ရင်တော့ကျွန်တော်ဟာပြိုပြက်တဲ့အထဲမှာပါသွားမှာပဲဖြစ်ပါတယ်ဒီလောကရဲ့မတည်မြဲခြင်း ဒီလောကရဲ့တန်ဖိုးမဲ့ခြင်းထဲမှာဘုရားသခင်ရဲ့ဖြစ်စည်းခြင်းထဲမှာကျွန်တော်တို့ရဲ့အသက်တာဆုံးရှုံးရမယ်ဆိုရင်ကျွန်တော်တို့နေရာမှားနေမိပြီဆိုတာကိုသိဖို့လိုပါတယ်ချစ်တော်မိဘညီကိုမောင်နှမတို့တိဆောက်ခြင်းရှိခြင်းနဲ့ပညာရှိခြင်းနဲ့ဆိုရင်ဘုရားသခင်ရဲ့အမှုတော်ထဲမှာရှိပါ လက်တော်နဲ့လှုပ်တော်အရာကိုဂိူးဆိုင်ပါဘုရားသခင်တန်ဖိုးထားတဲ့လူသားတွေကိုကယ်တင်ခြင်းအမှုထဲမှာကျွန်တော်ပါဝင်နေခြင်းကသာလင် တိဆောက်ခြင်းရှိပါလိမ့်မယ်။ဖျားရှင်ကောင်းကြီးပေးပါစေ။ဆုတောင်းကြပါစို့။ကောင်းမြတ်တော်ဖျားကိုရောကိုကျေးဇူးတင်ပါတယ်။ဒီနေ့နှုတ်ကပတ်တော်အားဖြင့်ကျွန်တော်ရဲ့အသက်တာကိုစကားပြောလို့ကျေးဇူးတင်နေ။ကြားရတဲ့သူအရောက်တိုင်းအသက်တာမှာတိဆောက်ခြင်းရှိစေဖို့ကိုရောမဆာပါ။ဘုရားသခင်တန်ဖိုးထားသော အမှုတော်ကြီးထဲမှာ ကိုရောဘာလုပ်နေလဲဆိုတာကိုမြင်တတ်ပြီးပါဝင်တတ်ဖို့မဆာပါ။ကျေးဇူးတင်တဲ့ဒီနေ့တာလုံးကိုလက်ဝဲအနံလေး ခင်ယေရှုခရစ်တော်နာမ၌စက္ကစုတောင်းပါ၏အာမင်